အားလုံးပဲမင်္ဂလာပါဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ဘုရားသခင်တကယ်ရှိရင်ဘာကြောင့်ကျွန်တော်တို့ရဲ့မျက်လုံးနဲ့မမြင်နိုင်တာလဲမမြင်ရတဲ့အရာကိုဘယ်လိုယုံကြည်ရမှာလဲဆိုတဲ့အချက်တွေကိုကြားချက်များနဲ့လေ့လာရမှာဖြစ်ပါတယ်ဘုရားသခင်ဤတည်ကြည်မှုထောက်တာမှုရွေးချယ်ခြင်းဟာဧဝံဂေလိရဲ့ပထမအောင်ဆုံးအုတ်မြစ်ဖြစ်တဲ့အတွက်ကြောင့်အလွန်ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်ပါတယ် လူအများစုကဘာသာရေးနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အခါမှာဖျားသခင်ကိုမရမမြင်ရဘူးဆိုတဲ့အချက်နဲ့စိတ်ခေါ်လေးရှိကြပါတယ်။ဒီချက်ကိုဘလို့ခိုင်မာရိုးရှင်းပြီးတော့မှတိတ်ပန်နိကြဆန်သောရှုတော်မှဖြစ်ချင်းကပ်နိုင်မလဲဆိုတာကို ကြမ်းကြက်များဖြင့်လေ့လာကြည့်ကြမှာဖြစ်ပါတယ်။ဒါကြောင့်ဖျားသခင်ဤတရှိမှုအထောက်အထားကို ကြည့်ဖို့အတွက်ဖျားသခင်တကယ်ရှိရင်ဘာကြောင့်ကျွန်တော်တို့ရဲ့မျက်လုံးနဲ့မမြင်နိုင်တာလဲ။ မမြင်ရတဲ့အရာကိုဘယ်လိုလုံကြည်ရမလဲဆိုတဲ့ဖော်ပြချက်ကိုရှင်းလင်းမှာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်တို့အသက်ရှင်နေတဲ့ခေတ်ဟာမမြင်ရရင်မယုံဘူးလို့ပြောတဲ့ခေတ်ဖြစ်ပါတယ်ခရိယံဘာသာအကြောင်းပြောဆိုပြီးဆိုတာနဲ့ပမာဆုံးကြားရမယ့်စင်ခုံမှုကဘုရားသခင်ရှိတယ်ဆိုတာဘယ်လိုတတ်သိပြမှာလဲကိုတော်ကိုကျွန်တော်တို့ရဲ့မျက်လုံးနဲ့မမြင်နိုင်ဘူးဓာခွဲခက်မှာထုတ်ပြလို့မရဘူးလို့ဖော်ပြချက်ဖြစ်ပါတယ် ဒီမေကွန်းဟာခိုင်မာတဲ့မေကွန်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဖြည့်ရှင်းရမှာကကျွန်တော်တို့မမြင်ရပေမဲ့ဖျားသခင်တကယ်ရှိတယ်ဆိုတာကိုဘယ်လိုသိနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ကျမ်းစာအမှန်တရားအဖြစ်တိဆောက်ပြီးတော့မှဖော်ပြပေးမှာဖြစ်ပါတယ်။ဖျားသခင်ကိုမမြင်ရတော့လဲတတ်တည်အထောက်သား၃ခုဖြစ်ရှင်းလင်းစွာဖော်ပြပေးမှာဖြစ်ပါတယ်။ဒါကြောင့်အစဉ်တည်းဖန်ဆင်းခန့်အရာများမှဖျားသခင်ကိုမြင်ခြင်းအစဉ်နဲ့အစာပြုတ်သူလိုအပ်ခြင်းအစဉ်၃ ျွန်ုပ်တို့ဤကိုကိုကိုတည်သောစိတ်ကိုနားလည်စေခြင်းဆိုတဲ့အချက်တွေဖြစ်ပါတယ်။ဒါကြောင့်အစဉ်တည်းဖန်ဆင်းခံအရာများမှဖရာသခင်ကိုမြင်ခြင်းအကြောင်းကိုလေ့လာကြည့်တဲ့အခါမှာယောမ1:20မှာအကြောင်းမူကားဖရာသခင်ဤမမြင်အပ်သောအရာများသာရတကိုးတော်နှင့်ဖရာသခင်ဇာတိကိုလောကကိုဖန်ဆင်းတည်မှဆောက်၍ဖန်ဆင်းတော်မူသောအရာများအဖြစ်ထင်ရှားစွာမြင်ရသောကြောင့် ထိုသူတို့သည်ကိုယ့်အဖြစ်ကိုဖုံးလွှမ်းစရာအကြောင်းမရှိလို့ဟောပြတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာဖျားသခင်ကိုမျက်လုံးနဲ့မမြင်နိုင်ပါဘူး။ဒါပေမဲ့ဖန်ဆင်းခံအရာတွေကိုကနေကိုတော့ကိုမြင်နိုင်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ဖန်ခြင်းတိုင်းမှာဖန်ဆင်းရှင်ရှိပါတယ်။အိမ်တလုံးမြင်ရင်စောက်တဲ့သူရှိတယ်။နိုင်တလုံးမြင်ရင်ပြိလုတဲ့သူရှိတယ်။ဒါဆိုရင်ဒီလောက်တိကျတဲ့ဒီဇိုင်းစနစ်ကျတဲ့လေပတ်မှုရှိနေတဲ့စကြဝဠာကြီးမှာ ဉာဏ်ပညာရှင်တပားမရှိဘဲနဲ့သူ့အလိုလိုဖြစ်လာနိုင်မလားဆိုတဲ့မိကုံပဲဖြစ်ပါတယ်။ဒါကြောင့်ယောမ1:20မှာလောကကြီးကိုယ်တိုင်ကဘုရားသခင်ရဲ့တကူကိုအော်ဟစ်နေပါတယ်လို့ဟောပြဆိုလိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အစစ်နှစ်အစာပြုတ်သူလိုအချင်းချောင်းကိုဆက်ပြီးတိဖို့လိုအပ်ပါတယ်။ဒီကြောင်းရနဲ့ပတ်သက်ပြီးတော့မှဟေဘရဲ7:3မှာ ယုံကြည်ခြင်းအဖြစ်လောကဓာတ်များကိုဖျားသခင်ဤနှုတ်ကပတ်တော်စီရင်တော်မူကြောင်းကိုငါတို့နားလည်၏တို့ဖြစ်၍မြင်သောယာတို့သည်ထင်ရှားသောအရာမှဖြစ်သည်မဟုတ်လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကစัจ java ရာကြီးဟာအစားရှိတယ်ဆိုတာကိုလက်ခံကြပါတယ်။ဒါဆိုရင်ဒီစัจ java ရာကိုအစားပြုလိုက်တဲ့ပထမဆုံးအစားပြုသူသူမဟုတ်မဖန်ဆင်းခံရသောဖန်ဆင်းရှင်ကဘယ်သူလဲ။ ဆက်ကြဝရာကိုအစားပြုတ်ဖို့အတွက်အချိန်နဲ့နေရာရဲ့ပြင်ပမှာရှိနေတဲ့အစိုးမဲ့တကူရှိတဲ့တဘာတဲ့သောဘုရားသခင်ပဲဖြစ်ဖို့လိုပါတယ်လို့ဆိုလိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်အစဉ်သုံးနေနဲ့ကျွန်တို့ဤကိုကုတ်ကိုတည်သောစိတ်ကိုစမ်းစစ်ဖို့လိုအပ်ပါတယ်။ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ယောမ2:45မှာရေဘူးရကျမ်းစာအခြေခံအဖြစ်လူသားတိုင်းမှာမှန်တာမှားတာကိုတည်တဲ့စိတ်ပါလာတယ်လို့ကျမ်းစာမှာဆိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာဘယ်ယင်ကျင်းမှုပါပဲဖြစ် ကြီးပြင်းလာပါစေလူတိုင်းမှာတတ်တာမကောင်းဘူးဒါမှမဟုတ်ကောင်းမှုပြုတာ ကောင်းတယ်ဆိုတဲ့ကြောက်ကိုတိတဲ့တဘာဝစိတ်ပါလာပါတယ်ဒီလိုကဘာလုံးဆိုင်ရာကိုကျင်တရားဆန်တော်ကိုဘယ်သူကထည့်ပေးလိုက်တာလဲကျွန်တော်တို့ရဲ့ကိုကိုကိုတည်သောစိတ်ဟာကောင်းမြတ်သောဖရာသခင်ရှိတယ်ဆိုတာကိုနောက်ထပ်သက်သေပြနေတယ်ဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်အေးဝင်ကလေးဖြစ်ဏိကုံးချုပ်ချင်းကိုပြောရမယ်ဆိုရင်မိတ်ဆွေတို့ကျွန်တော်တို့ဖရာသခင်ကိုမျက်လုံးနဲ့မမြင်ရပါဘူး။ ဒါပေမဲ့ကိုတော်ရဲ့လက်ရာတွေစัจ java ကြီးရဲ့ကြီးမားမှုတွေကျွန်တို့ရဲ့ကိုယ့်ကိုယ်ကိုတည်တဲ့စိတ်တွေကနေတဆင့်ကိုတော်တကယ်ရှိတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ခြင်းနဲ့သိနိုင်ပါတယ်။ဒီလိုကြီးမြတ်တဲ့ພັນစင်းရှင်ဟာကျွန်တို့နဲ့ဆက်တွေ့ခြင်းနဲ့ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့ဆက်တွေ့မလဲဆိုတဲ့အချက်ကိုသိဖို့လိုပါတယ်။ဒါကြောင့်ကိုတော်ဟာကျွန်တို့ရဲ့မျိုးလုံးနဲ့မြင်နိုင်ဖို့ထိတွေ့နိုင်ဖို့ယုံကြည်နိုင်ဖို့အတွက်မိမိကိုယ်ကိုအသွေးသားခံယူပြီး လူလောကထဲကိုဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်။အဲ့ဒီပုံကတော့ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ဘုရားသခင်တကယ်ရှိတယ်ဆိုတာကိုယုံကြည်ပြီးတာနဲ့ကိုတော်ဆေလွတ်လိုက်တဲ့သားတော်ကိုယုံကြည်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ကျွန်ုပ်အနေနဲ့ဧဝံဂေလိကိုဒီလိုပဲဒီကုန်းချုပ်ပါရစေ။ယေရှုခရစ်ကိုယုံကြည်ခြင်းအဖြစ်သာသင်ဟာမမြင်ရတဲ့ဘုရားသခင်နဲ့အစစ်အမှန်ဆက်ဆံရေးကို စတင်နိုင်ပါလိမ့်မယ်။ဒီနေ့ယေရှုကိုသင်ရဲ့ဘဝထဲဖိတ်ခေါ်ပြီး ဖန်ဆင်းရှင်နဲ့သားသမီးဆက်ဆံရေးကိုစတင်ဖို့ဖိတ်ခေါ်နေခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာဘုရားသခင်ဤတရှိမှုအထောက်အထားကိုကြမ်းကြက်များဖြင့်ပေါ်ပြမျက်ဝေခဲ့ခြင်းဖြစ်ပါတယ်။နောက်ထောင်သူအားလုံးပေါ်ဘုရားသခင်ဤကျေးဇူးတော်တက်ရောက်ပါစေ။အာမင်။